မင်္ဂလာပါရှင်။နိုဝင်ဘာလ20ရက်ဗုဒ္ဓဖူးနေ့အတွက်ရှင်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တရီများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တိုက်ချင်းမြို့နယ်တွင်အောင်နိုင်တူစပားရိတ်သိမ်းခြင်း၊နေကြာသီးနှံနှင့်နှွေစပားကွက်ပြစ်စိုက်ပျိုးရေးကွင်းဆွေးနွေးပွဲပြုလုပ်တဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွင်အောင်နိုင်တိုးစပါမျိုးအထွတ်နှုံစီစစ်ရိတ်သိမ်းခြင်းနေကြာသီးနှံအောင်မြင်အောင်စိုက်ပျိုးရေးနှင့်နှွေစပါတွင်ဒရမ်စီတာဖြင့်ကွက်ပြစ်စိုက်ပျိုးရေးကွင်းဆွေးနွေးပွဲကိုနှွေမှာ16ရက်နေ့နဲ့ပိုင်းက ကျိုက်စကိုင်းကြီးရွာရှိတောင်သူဦးစိုးဝင်းမောင်ရဲ့လက်မည်စေအေကတွင်ကျင်းပကြောင်းသိရပါဗျ။ရှေးဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသူအောင်ကအမှတ်စကားပြောကြားပါဗျ။ဇလပီစိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးစိုးနိုင်က2025-2026ခုနှစ်နေကြာသေးတဲ့စိုက်ပျိုးအောင်မြင်ရေးအတွက်အခြေခံကြတဲ့အချက်များအားလိုက်နာဆောင်ရည်ဆွေးနွေးပါဗျ။ အဒီနောက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကလူစားစီမံကိန်းဝင်ကျေးရွာအုပ်စုများသို့ဒရမ်စီတာများဖြန့်ဝေပေးရခြင်း၊နေကြာဆိုင်ပြုမဲ့တောင်သူများသို့နေကြာမျိုးစေ့များဖြန့်ပြုပေးရခြင်းတို့ကိုဆောင်ရွက်ပါသည်။တောင်သူဥဆိုးဝင်းမောင်ရဲ့လယ်မြေတွင်ဆိုင်ပြုထားတဲ့အောင်နိုင်ဒူစဘာမျိုးဆက်ခင်အားစီစီရိတ်သိမ်းရာတရီကအချောက်ထွန်းနှုန်း94.25တင်းရှိကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဝီရီကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ ဗဟန်အမျိုးသမီးဆေးဝန်ကြီးမှမျက်စိအထူးကဆရာဝန်ကြီးများတကုတ်မျိုးတိအရှေ့ပိုင်းမျိုးနယ်သို့ကွင်းစင်းကူတာတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတကုတ်မျိုးတိခရိုင်တကုတ်မျိုးတိအရှေ့ပိုင်းမျိုးနယ်တွင်ရန်ကုန်တိုင်းဒေသကြီးမိခင်နေကလေးဆောင်ရှာမှုကြီးကြပ်ရေးဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနဗဟန်အမျိုးသမီးဆေးဝန်ကြီးတို့ပူးပေါင်းဆောင်ရွက်တဲ့မရှိမလင်းသူမရှိစေရအစီအစဉ်ဖြင့်မျက်စိဝေဒနာရှင်များအားကွင်းစင်းကူတာပေးခြင်းကိုမျိုးနယ်ပြည်သူဆေးုံတွင်နိုဝင်ဘာ19ရက်နေ့က9နာရီကဆောင်ရွက်ကြကြောင်းသိရပါသည်။ ဲ့ဒီလိုဆောင်ရွက်ရမှာဗဟန်အမျိုးသမီးစေယုံကြီးမှစေယုံအုပ်ကြီးဒေါက်တာချောဆန္နာဦးဆောင်သောကျန်းမာရေးအဖွဲ့ကမျက်စိဝေဒနာရှင်133အားအခမဲ့စံသက်စစ်ဆေးကုသမှုပေးခြင်းမျက်မှန်တဆင်ရမည့်လူနာ78ဦးအားမျက်မှန်အခမဲ့ပြုလုပ်ပေးခြင်းများဆောင်ရွက်ပြီးဗဟန်အမျိုးသမီးစေယုံအုပ်ကြီးကမျက်စိရောဂါများနဲ့ပတ်သက်တဲ့စောင့်ဝင်ရှောင်ရွက်အချက်များကိုအသိပညာပေးဟောပြောကြောင်းသိရပါပါတယ်ရှင်ဒီသတင်းကိုတော့ဆွေးမင်းထက်ကပေးပို့လာတာပါနောက်ထပ်တင်ဆက်ပေးမှာကတော့ ဒလမြုတ်ကာကွယ်နီနိုင်စင်အစ်စ်တီဆောင်နေတဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဒလမြုတ်ကာကွယ်နီနိုင်စင်အစ်စ်တီဆောင်နေတယ်လို့သိရပါတယ်။ရန်ကုန်ဒလဒရာတီဆောင်နေတဲ့နေရာမှာရခိုင်နိုင်စင်အဟောင်းကိုဖျက်လိုက်ပြီးကန္နာကာကွယ်နီတွင်နိုင်စင်အစ်စ်တီဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်ဒလဒရာတီဆောင်နေပြီးဒလဘက်ချမ်းဒရာဆင်သည်ရခိုင်နိုင်စင်အဟောင်းရှိတဲ့နေရာဖြစ်တာကြောင့်နိုင်စင်အဟောင်းကိုနေရာရွှေ့လိုက်ခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ဂျကုံမျိုးတစ်တောင်ပိုင်းမျိုးနယ်မှာရင်းနှီးလမ်းဘေးတစ်ပင်အဝင်တိုက်မိပြီးမြို့သားတို့ဒဏ်ရာရရှိရတဲ့တဲ့ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့တိခရိုင်ဒဂုံမြို့တိတောင်ပိုင်းမြို့နယ်26ရက်ကွယ်အမှတ်1လမ်းမော်တော်ယာဉ်သုံးတဘာဝတက်ွေအယောင်ဆိုင်အနီးမှာရင်းနစီကလမ်းဘေးတပင်အားတိုက်မိပြီးမြို့သားတူးတန်ရရှိခဲ့တယ်လို့သိရပါဗယ်။နှွေမှာ19ရက်မနက်9နာရီကျော်ကဖြစ်ပွားခဲ့တာဖြစ်ပြီးအမျိုးသားတူးမှာတန်ရများနဲ့ရင်းတွေးညက်နေတာကိုတွေ့ရှိရတာကြောင့်တရားရသူမြို့သားကိုသွေးထွက်မလွန်ရန်မြေပြင်ပြုစုမှုပြုလုပ်ပေးခဲ့ပြီးမြန်မာနိုင်ငံမိသက်တပ်ဖွဲ့တကုံတောင်ပိုင်းရှောက်ဝေကယ်ဆယ်ရေးအဖွဲ့ကကူညီခဲ့တာ ဒံယာရလူနာကိုမြေဦးလူနဲ့အတင်းလူနာတရင်နဲ့မြောက်ကလာပမေတာဝီပြည်သူစေယုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါပါတယ်ရှင်။